တယ်မေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မဲလာဒုက္ခတဲ့စခန်းမှာအော်တိုဘန်18ရက်နေ့ကနေ28ရက်နေ့ထိ17ရက်အတွင်းလူ9ဦးမိမိကိုမိမိအဆုံးစီရင်မှုဖြစ်ပွားခဲ့တဲ့လို့စခန်းတော်ဝင်ရှိသူတွေနဲ့စခန်းတွင်းနေထိုင်သူတွေထံကသိရပါဗျ။မဲလာဒုက္ခတဲ့စခန်းမှာနေထိုင်တဲ့အသက်60ခန့်အရွယ်ကနေအသက်20ခန့်အရွယ်ကြားလူ9ဦးဟာ ကျမရဲ့ပြဿနာနဲ့ဆေးဝါးပြက်လက်မှုစိတ်တကြဆင်းမှုနဲ့နောက်ဆက်တွဲမှုရဲ့ဆေးဝါးသုံးဆွဲမှုတို့ကြောင့်မိမိကိုယ်မိမိအဆုံးစီရင်သွားခဲ့တာလို့စကမ်းမှာနေထိုင်သူကပြောပါရယ်။ဆူဒီယန်လက်ဒီပရက်ရှင်မော်နော တာတမီးတွေကတော့ပတ်ပြပြီးလို့ပြောနေသူကတော့လောကအပြမဆုံးတော့ဘဲနဲ့အခုမခံနိုင်တာမခံနိုင်တော့မေလာဒုက္ခတဲ့စခန်းကထိုင်းမြန်မာနယ်စပ်ကဒုက္ခတဲ့စခန်းတွေထဲမှာအကြီးဆုံးဖြစ်ပြီး1984ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့စခန်းဖြစ်ပါတယ်။ဒီစခန်းမှာအများစုက ကင်းပြည်နယ်ထဲမှာစစ်တပ်နဲ့ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြားဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်လာရောက်ခိုလုံနေကြသူတွေဖြစ်ပါတယ်။လက်ရှိမဲလာဒုက္ခသည်စခန်းမှာနေထိုင်သူ3000ခွဲလောက်ရှိတယ်လို့အပြည်ပြည်ဆိုင်ရာရွှေပြောင်းနေထိုင်သူများအဖွဲ့ IOM ရဲ့စီးရင်အချက်လက်တွေရသိရပါတယ်။မဲလာဒုက္ခသည်စခန်းအပါအဝင် ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေမှာ2025ခုနှစ်နှစ်စမ်းပိုင်းကစလို့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကနေတဆင့်ရရှိနေတဲ့ ရိတ်ခါစေဝါအပါဝင်အကူအညီအထောက်ပံ့အားလုံးကရပ်ဆိုင်းသွားခဲ့ပါတယ်။အဲဒီနောက်ဒီစကန်နှစ်မှာနေထိုင်နေတဲ့သူတွေကရိတ်ခါပြက်လက်မှုနဲ့ရင်ဆိုင်နေကြပြီးစကန်တစ်ခုချင်းစီမှာရှိတဲ့ဆေးရုံတွေလည်းပိတ်လိုက်ရတဲ့အတွက်စေဝါအထောက်ပံ့မရတော့တဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေကြပါတယ်။အော်တိုဘလာစက်ကူနီယက်စ်တနင်္ဟို SSCET ဒီလိုမျိုးပြောရအဲခုတလမှာ2025 ဇန်နဝါရီဆန်နာရဲမှာဒီကျွန်တော်တို့မေလာစကားမှာအာစီယိုနဲ့ပတ်သက်တဲ့စီဘီလိုစီအခက်ခဲတော့ကျွန်တော်တို့ကြုံတွေ့ရတယ်။အဖြစ်လို့ဆိုတော့အဲဒီ USA မှာသူတို့ထောက်ပါတဲ့အာထောက်ပါတဲ့ငွေပေါ့နော်။ဘီလိုစီရဆက်ဆိုင်ရတို့တို့ဖြတ်တော့တာကျွန်တော်တို့စကားတခုမဟုတ်ပါဘူး။ ဒီနေစားတဲ့ကြောင်းမှာဆက်တာကိုပို့မှာအခက်ခဲရတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်ရခိုင်နဲ့ပတ်သက်ရတော့အလုံး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 တော့မရှိပါဘူးဒါနဲ့ဒီတလားတလားတွေ့ရတော့သူတို့ယုံယုံကြရတာပေါ့နော်အခုချိန်မှာလည်းပဲဒီကျွန်တော်တို့ကတော့စိုးရတာပေါ့နော် အာရခံဘလို့လာတာပြီးတော့စီမိသားစုစာဝင်နေမလို့လာတာတော့အာထမ်းရလာတော့ဘောနော်မေလာဒုက္ခတဲ့စခန်းအပါဝင်ထိုင်းမြို့မှာနေဆက်တလျှောက်ကဒုက္ခတဲ့စခန်းတွေမှာနေထိုင်နေကြသူတွေဟာအရင်ကဆယ်စုနှစ်နဲ့ချီစကန်းပြန်ပါထွက်တရားဝင်အလုပ်လုပ်ခွင့်မရခဲ့ကြပါဘူးနေထိုင်သူအိမ်အောင်စုအလုံးကနိုင်ငံတကာအလှူရှင်တွေပေးပို့လာမဲ့ အကူညီအထောက်ပံ့ပေါ်မှာသာမိကိုရက်တည်ခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ကူညီထောက်ပံ့မှုတွေရပ်ဆိုင်းသွားတဲ့အခါထိုင်းဆိုရကဒီဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြသူတွေကိုစခန်းပြင်ပထွက်တရားဝင် အလုပ်လုပ်ကံကွင်ပြုဖို့အော်တိုမလာစားမိုင်းမှာဆုံးဖြတ်ခဲ့ပါတယ်။နေဆက်ဒုက္ခသည်စခန်း၉ခုမှာခိုလုံနေတဲ့ဒုက္ခသည်တွေကိုထိုင်းနိုင်ငံမြောက်ပိုင်းအလဲပိုင်းနဲ့အရှေ့ပိုင်းကပြည်နယ်ပေါင်း၄၃ခုမှာအလုပ်လုပ်ခွင့်ပေးမယ်လို့ဆိုပါတယ်။ အသက်ရွယ်အပိုင်းခြားအနေနဲ့အသက်16နှစ်ကနေအသက်55နှစ်ကြာသားအလုပ်လုပ်ခွင့်ပြုဖို့တတ်မှတ်ထားပြီးအော်တိုဝါလာအတွင်မှာမဲလာဒုက္ခသည်စခန်းမှာနေထိုင်သူ145ဦးတရားဝင်အလုပ်လုပ်ခွင့်ရပြီလို့စခန်းတာဝန်ရှိသူစောစန်တီကပြောပါရယ်။ဒါပေမဲ့အလုပ်လုပ်ခွင့်ရတဲ့အသက်ရွယ်အပိုင်းခြားထက်ကျော်လွန်နေတဲ့တက်ကြီးရွယ်ဝတွေနဲ့နာတာရှိကျန်းမာရေးပြဿနာ ခံစားနေရသူတွေသာရှိတဲ့အိမ်အောင်စုတွေအတွက်ကတော့အခက်အခဲကိုဖြေရှင်းနိုင်မှုနည်းလမ်းမရှိဖြစ်နေတယ်လို့ မဲလာဒုက္ခတဲ့စခန်းမှာနေထိုင်သူကပြောပါတယ်ဆိုအဆုံးလို့ပြောလို့ရတယ်လို့ရှင်ဟုတ်ပြောလို့ရတယ်တကယ် serious လေအရင်ဖြစ်တယ်လေเนาะကျွန်တော်တို့ဆိုအရင်ကိုလန့်ဖြန့်ပြီးတော့မှအာဘလို့ဖြစ်တာလဲပေါ့ဒါတော့မှမသိရမဖို့ပြတဲ့ case တွေရှိသေးတယ်เนาะတခြားတော့မသိရတဲ့ချိန်တွေဘယ်လောက်ရှိနေပလဲဆိုတာလည်းတွေးတွေးလို့ရတယ်ရှင်တခြား camp တွေလည်းရှိကောင်းရှိမှာပဲလေเนาะဒါကလည်းပြောမယ်ဆိုရင်ညရှိလာများဒီစိတ်ရှောင်ရရတဲ့ပြောမယ်ဆိုဒုက္ခတွေထဲမှာနေရလေเนาะဆို ဘလိုဖြစ်တွင်းဆေးကြောင့်ထွက်ပြလာရဲ့သူတို့ရဲ့ဘလိုခေါ်မလဲ severe trauma တွေ severe anxiety တဘောအဆိုးရင်လုံနေတာပြီးလို့ရှိရင်စိတ်သက်သာတယ်ယောဂတွေအများကြီးတွေ့ရတယ်ဒါအဲဒီ finding မခက်ခင်ကလေးက2019ခုနှစ်ဝင်းချန်ကလည်းမေလာဒုက္ခတဲ့စခန်းမှာမိမိကိုကို အဆုံးစီရင်ဖို့ကြိုးစားမှုမြင့်တက်ခဲ့ပါသေးတယ်2016နဲ့2019ခုနှစ်အတွင်းမေလာဒုက္ခတဲ့စခန်းမှာဒုက္ခတဲ့28ဦးဟာမိမိကိုကိုအဆုံးစီရင်ခဲ့ပြီး စီရမိုးအတွက်ကြိုးစားခဲ့သူ66ဦးရှိခဲ့တဲ့အတွက်ဒါဟာနိုင်ငံတကာတေချောင်းကြံ့စည်မှုနှုံထက်သုံးဆပုံများတယ်လို့အပြည်ပြည်ဆိုင်ရာရွှေပြောင်းနေထိုင်သူများအဖွဲ့ IOM ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့2018ခုနှစ်နောက်ပိုင်းမှာတော့မဲလစခန်းမှာမိမိကိုကိုအဆောင်စီရမိုးကြိုးစားတဲ့ဖြစ်စဉ်ရော့ကျလာခဲ့ပြီးအသက်သေဆုံးတဲ့အထိဖြစ်တာလည်းနှဲပါလာခဲ့တယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်တခြားကဒုက္ခသည်စခန်းတွေမှာနှစ်စဉ်စက်တင်ဘာလရောက်တိုင်း မိမိကိုယ်ကိုအဆုံးစီရင်မှုနဲ့ပတ်သက်လို့တားမြစ်နိုင်မှုပညာပေးအစီအစဉ်တွေစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုအစီအစဉ်တွေပြုလုပ်လေရှိခဲ့ပေမဲ့အခု2025ခုနှစ်မှာတော့ရမုံငွေအခက်အခဲကြောင့်မလုပ်နိုင်ခဲ့ဘူးလို့ Notcherry ကပြောပါရရှင်။